ကိုရီစနေရက်ဆယ်လ2025ဒီ magical message ဖတ်ပါမယ်ရှင်စနေရက်ဆယ်လ2025မှာဘယ်လို energy နဲ့ဖြတ်တန်တဲ့လဲကြည့်ကြပါစို့ okay oh page 1အတိတ်ကူစတင်ပြလိမ့်မယ်ပေါ့နော်လုံးဝကို passionate ဖြစ်ဖြစ်စိတ်အားထက်သန်စွာနဲ့အတိတ်ကူစတင်ပြလိမ့်မယ်အတိတ်ပေါ့နော် ဘဝထဲမှာ new beginning ဘာပဲဖြစ်နေနေအာဘာသာရပ်တစ်ခုခုကိုစတင်လေ့လာတာမျိုးလည်းဖြစ်နိုင်သလိုမျိုး relationship တစ်ခုကိုစတင်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်အာစီးပွားရေးတစ်ခုစတင်လိုက်တာမျိုးလည်းဖြစ်နိုင်ပြီးတော့ အလုတ်အသစ်စတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒီဟာကမင်းအချိန်ကြာကြီးရဖို့အတွက်အဲစူးစမ်းနေခဲ့ရတဲ့တခုတည်းသောအရာကိုစတင်နိုင်ခဲ့တာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အရင်တုန်းကလိုက်လေဝေးလေလိုက်လေဝေးလေဖြစ်နေရတဲ့ကိစ္စတွေကဒီနေ့မှမိမိရာရာလက်ထဲကိုရောက်လာပြီးတော့စတင်နိုင်သွားလိမ့်မယ်အဲဒါပေမဲ့အဲ့ဒီရဲ့နောက်မှာဒီလိုမျိုးစတင်နိုင်ဖို့ဆိုရင်မင်းကိုယ်တိုင်ကလုံးဝဆုံးဖြတ်ချက်တွေပြတ်သားနေဖို့လိုတယ်အဲ့ဒီလိုမျိုး new beginning စဖို့အတွက်မင်းကိုရွေးချယ်စရာတွေအများကြီးပေးလိမ့်မယ် universe က ကောင်းမွန်ပြီးတော့မှန်ကန်တဲ့စတင်ခြင်းဖြစ်ဖို့ဆိုရင်ရွေးချယ်မှုတွေကလည်းမှန်ကန်နေဖို့လိုတယ်ဆိုတာမျိုးကိုတွေ့ရတယ်။ဒီနေ့မှာတစ်ခုခုရွေးချယ်စရာတွေရောက်လာပြီးတစုံတစ်ခုကိုရွေးချယ်ပြီးတော့တစ်ခုခုကိုစတင်ဖို့အတွက်ဆုံးဖြတ်ရတော့မယ်ဆိုရင်ဝေဝါးနေတာမျိုးတွေမလုပ်ပါနဲ့။မင်းရဲ့နှလုံးသားကိုပြန်မေးပါ။ကိုအရန်ကိုလိုချင်ပြီးတော့ passionate ဖြစ်နေတဲ့ ကိစ္စတစ်ခုကိုပဲရွေးချယ်လိုက်ပါလူနှစ်ယောက်ထဲကတစ်ယောက်ဆိုရင်လည်းဘယ်တစ်ယောက်ကိုရွေးချယ်လိုက်ခြင်းဖြင့်ငါကပျော်ရွှင်ရမလဲဆိုပြီးကိုယ်လုံးသားကိုပြန်မေးပါအဲ့ဒီလုံးသားကလာတဲ့အဖြေအတိုင်းလက်ခံလိုက်ခြင်းဖြင့်မင်းဘွားဟာပျော်ရွှင်ပြီးတော့ကောင်းမွန်တဲ့အာစတင်မှုတစ်ခုကိုဒီနေ့မှလှုပ်ဆောင်နိုင်ပါလိမ့်မယ်ရှင် okay ဒီကကလေးကခေါင်းလုံးနေရယူကြည့်လိုက်မယ်ဘာပြောချင်နေလဲအိုးကြွီးတော့ဖန်တီးခဲ့ အတင်းအဖွဲနဲ့လိုရမယ်ကိစ္စတွေအဆင်ပြေနိုင်တယ်ဆိုတာမျိုးကိုတွေ့ရတယ်။ဒီဖိရှော့ဝန်ကြီးရဲ့စတင်ခြင်းကတငယ်ချင်းတွေနဲ့ဆက်တူ sharing လုပ်ပြီးတော့ကြတော့လုပ်ငန်းတစ်ခုခုစတာမျိုးလည်းဖြစ်နိုင်တယ်။အဲတငယ်ချင်းအစ်စ်တယောက်မိတ်ဆွေတယောက်ဘဝတွေကိုရောက်လာတာမျိုးလည်းဖြစ်နိုင်တယ်။ tree တော့ဖန်တီးခဲ့အရာ တချို့သူတွေຢາກໄກນ້ອງອະກົ່ງລົງອຶດຕໍ່ບໍ່ຮູ້ຕະໂຊຕູດີອຶດຕໍ່ດີນີ້ມາງວຍວົນໄລ່ແມງວຍວົນໄລ່ແມເນາະ အဲ့ဒီငွေကလည်းဘယ်လိုမျိုးလဲဆိုတော့ပျပျော်ရွှင်ရွှင်နဲ့ရလာမယ်ငွေမျိုးပေါ့နော် investment လုပ်လာလုပ်ထားတာကနေဝင်လာတာမျိုးတော့၎င်းမမျော်လင့်မဲနဲ့မှုန်ဝူရလိုက်တာမျိုးတော့၎င်း bonus ရလိုက်တာမျိုးတော့၎င်းဒါမှမဟုတ်လက်လွန်ထားတဲ့အကျွေးတွေပြန်ရလိုက်တာမျိုးတော့၎င်းဒီလိုမျိုးမမျော်လင့်ထားတဲ့နေရာကနေပြီးတော့ငွေရောက်လာပါလိမ့်မယ်နော်ဆိုတော့ Jesus တမန်ရှင်